ဆန္ဒရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးပြည့်စုံနိုင်တယ်ဟုတ်တယ်လေပရိသတ်တာကစိတ်ဆန္ဒကောရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘုရားမှာဒီပင်္ဂရာမြတ်စွာဘုရားနဲ့ကြုံတွေ့လာတော့ဒီပင်္ဂရာမြတ်စွာဘုရားကိုကြည့်ပြီးသူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒဖြစ်တယ် အကယ်၍သာဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားလောက်မဖြစ်ဘူးအဲ့ချိန်ဒီပင်ကရာမြတ်စွာဘုရားရဲ့ထံမှာပဲတရားတော်အထုတ်လိုက်ရင်ရဟန္တာဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲသို့သောသူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူးကိမေဣကိနတိနေနပုရိတေနသမတတိနငါလိုစွမ်းဤတတိရှိတဲ့ပုဂ္ဂိုလ်တယောက်က တဦးတည်းနဲ့တဏှာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူကသူမေးပြီသဗ္ဗညုတံပပုနေတောတန္တာရိတံတတေဘကဆုံးဆုံးဖြတ်ချက်ချလိုက် determination စန္ဒကိုအခြေပြုစန္ဒကိုအခြေပြုပြီးတော့သဗ္ဗညုတဉာဏ်ကြီးကိုရအောင်ယူပြီးတော့ဖျားဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့စန္ဒအဲ့ဒီစန္ဒကြောင့်မို့လို့ ရားစုပန်တဲ့ကိစ္စအောင်မြင်သွားတာအနုဘုဆင်မအောင်မြင်နိုင်ဘူးတဲ့အဲ့တော့ဒီလောက်ခက်ခဲတဲ့ဘုရားဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်တယ်ဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်အောင်ပါလဲဆန္ဒရှိလို့ရှိရင်အောင်ပါတယ်သူဆန္ဒကိုပဲမြတ်စွာဘုရားကအဓိပတိလို့ဟောသေးတယ် တခါတည်းရန်လူရဲ့စိတ်ဆွမ်းအားတွေကိုဘယ်သူကလွှမ်းမိုးထားတော့ဆိုရင်ဆန္ဒကလွှမ်းမိုးထားတယ်။အဲ့ဒါကိုပဲအဓိပတိပစ္စယောလို့24ပစ္စည်းမှာမြတ်စွာဘုရားဟောထားတာ။ဆန္ဒဆိုတဲ့အဓိပတိဒီစိတ်ပိုင်းဆိုင်ရာအလုံးကိုလွှမ်းမိုးကြီးစိုးထား။စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးကြီးစိုးထားတယ်လို့စိတ်ပိုင်းကိုလွှမ်းမိုးထားလို့ရှင်ရုပ်ပိုင်းဆိုင်ရာကိုလည်းလွှမ်းမိုးကြီးစိုးထားတယ်။စိတ်ကိုလွှမ်းမိုးနိုင်ရင်ရုပ်ပါပါလာတာပေါ့။ ဲ့ဒါကိုအဘိဓမ္မာမှာသန္တာဓိပတိသန္နတံပြုတ်တကဏံဓမ္မနံတံသမုဋ္ဌာနံနိစ္စရူပနံအဓိပတိပစ္စေနပစ္စယောလို့ဒီလိုဟောတာသန္တာဓိပတိဟာသန္နနဲ့ရှင်တွဲလာတဲ့စိတ်ဓာတ်တွေထိုစိတ်ဓာတ်ကထိုးလွလာတဲ့ယုတ်တွေအဲ့ဒါတွေပေါ်မှာကြီးစိုးထားတယ်ဒါကြောင့်မို့လို့ပစုံတကုလှုပ်ချင်ပြီဆိုတဲ့သန္တာပေါ်လာတာနဲ့တကယ်နဲ့ထိုသန္တာသည်ရော်ရဲရဲသန္တာမျိုးမဟုတ်ဘူးဆိုရင်အောင်မြအောင်လုပ်တာလို့ဆိုတယ် ဒါဆန္ဒကလေဥဆောင်သွားအေးဆန္ဒကဥဆောင်သွားတဲ့အခါမှာအလှဲ့ကဆန္ဒကဥဆောင်လို့စလာပြီဆိုရင် နောက်ကဘယ်သူဥဆောင်ဖို့လိုသေးတယ်လို့ဆိုရင်ဝီရိယဥဆောင်ဖို့လိုတယ်ဆန္ဒတော့ရှိပါရဲ့ကျိုးပန်းအထောက်မှုမရှိဘူးဆိုမရပြန်ဘူးအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဖက်ဆောင်ကနေဟောထားတာစိတ်ဆန္ဒရှိပြီးတဲ့နောက်ဘာလို့ဖို့လိုလဲကျိုးပန်းအထောက်ဖို့လိုသေးတယ်ဒါကြောင့်မို့ဝီရိယဓိပတိ ဝိရိယိဋ္ဌိပါဒအောင်မြင်ပြီးစီးမှုမှကြိုးပမ်းမှုမြတ်စွာဘုရားအလောင်းဟာ၆နှစ်ပတ်လုံးအမတန်ပင်ပန်းခိုက်ခဲတဲ့ဒုက္ခရစရိယလုံနိုင်ခဲ့တဲ့အကျင့်ဩစတီးယားပရက်တစ်လို့ခေါ်သိစင်အိန္ဒိယနိုင်ငံမှာကျင့်ကြတဲ့ခန္ဓာကိုယ်ကိုညှင်းဆဲပြီးတော့ကျင့်တဲ့အတ္တကိလေသာနိယောဂဆိုတဲ့အကျင့်မျိုးတွေအစာဖြတ်ပြီးတော့ကျင့်တယ်ရေဖြတ်ပြီးတော့ကျင့်တယ် ခန္ဓာကိုယ်အငင်းစေခံပြီးတော့အစာဆင်းရဲအနေဆင်းရဲလောက်ပြီးတော့ကျင့်နေတန်လျာဥကလွတ်ဖို့မရမနေလောက်မယ်ဆိုတော့ကြိုးပမ်းအထုတ်မှုဘုရားလောင်းတော်ကြီးကတောထဲမှာတယောက်တည်းကျင့်နေတဲ့အချိန်ကာကာလတုန်းကဆိုလို့ရှိရင်သူ့ကိုယ်သူကိုလူမြင်မခံဘူးတောထဲမှာနေအဝတ်မို့အဖူအဲ့ဒီအချိန်ဝိလိစလင်နေတယ် လူသင်ခြေသင်ကြားလိုက်တာနဲ့လက်ကနေပြေးထွက်သွားတယ်။ဘယ်သူမှအမြင်မကောင်းတော့တယ်မှာဒုက္ကရာစရိယာလို့ခေါ်တယ်ပင်မခဲခင်းတဲ့အချက်မျိုးကြီး။ဘာစားလဲလို့ဆိုတော့တုံးဝမှာတောဆက်မှာနွားချံတွေပါလေလာလောက်ထားတော့နွားကလေးတွေအဲ့ဒီမှာမွေးဖွားတယ်။နို့ပဲတောက်သေးတဲ့နွားကလေးတွေကယူတဲ့မစင်ကိုနွားချီကိုလာပြီးတော့စား အဲ့ဒါစားပြီးတော့ကျင့်တာနော်အဲ့ဒါလို့ပင်မဆင်းရဲတဲ့ဒီအကျင့်တွေနဲ့ကျင့်ပြီးတော့၆နှစ်ပတ်လုံးဒုက္ခရစရိယာတွေကျင့်ကြံကြိုးကိုအားထုတ်လိုက်တာနောက်ဆုံးကြတော့ဆုံးတန်းတယ်အောင်လိုက်ကြည့်တော့လည်းပဲအောင်မြင်မှုမရတဲ့နောက်ပိုင်းကြတော့မှအဲ့ဒီကြတော့ကျိုးပန်းအားထုတ်မှုကကန်းကုန်သွားပြီဘာလိုအပ်တော့ဆိုအသိဉာဏ်လိုအပ်တာဗျာ ဒါမှန်ကန်တဲ့လမ်းလျှောက်မှလည်းတခါတလေကြိုးပမ်းအထုတ်လို့ရတာ။ဒါကြောင့်မို့ဝီရိယဒီပတိဝီရိယကကြိုးပမ်းအထုတ်ပေမဲ့လို့အတိညာရှိဖို့လိုသေးတယ်ဆိုဝီမန္တာဒီပတိ။အတိညာနဲ့ဆင်းလင်းစားကြည့်ပြီးဒီလမ်းကမှန်သလားဟိုလမ်းကမှားသလား။ဖះလောင်းတော်ကြီးကညာနဲ့ဆင်ရင်တုံ့သလိုက်တယ်။ပင်ပင်မမှန်ခံပြီးတော့ကြိုးစားအထုတ်လို့ခန္ဓာကိုယ်ပင်ပန်းနွမ်းလေအဆုံးဂိတ်ဆုပ်ချီအောင်ရောက်အောင်ကျင့်လိုက်တော့ ဘာတွေးမိလာတော့စဉ်လောကမှာသူလောက်အပင်မခန္ဓာချင်းတဲ့ပုဂ္ဂိုလ်ပင်မခန္လို့ရမယ်ဆိုရင်ငါရပြီဘသူအောင်မှာငါမရောဘူးဝိရိယကိုအစွမ်းကုန်မြင့်ပြီပြီအဲ့တော့မရတာထောက်လို့ရှင်သိရအညောမက်ခေါ်ဘောဓာရခေါင်းထဲမှာအတွေးလေးတစ်ခုဝင်လာအမှန်တရားကိုသိဖို့ဆိုတာနောက်တခြားလမ်းဖြစ်လိမ့်မယ်ဒီလမ်းကတော့မရှိတော့ဘူးပေါ့လမ်းဆုံးအောင်လိုက်တယ်သူတို့ ကြိုးပမ်းအထောက်ဘူးနဲ့ပတ်သက်ပြီးဒီလမ်းကြောင်းတစ်ခုရှောင်းလိုက်ရင်အဆုံးတရာလိုက်ကြည့်စီလို့လမ်းဆုံးမှာဘာမှမတွေ့တော့ဘူးဆိုတဲ့အခါမှာအေးငါသွားမယ်လမ်းဒီလမ်းမဟုတ်နိုင်ဘူးတခြားလမ်းရှိတော့တယ်ဆိုပြီးတော့လမ်းကြောင်းပြောင်းလိုက်တဲ့အခါမှာဘုရားဖြစ်သူရောက်သွားတာဟောဝီရိယနဲ့ပတ်သက်လာလို့ရှင်လေအမတန်မှပြင်းထန်တဲ့ဝီရိယရှိခဲ့တယ်ဗောအဲ့ဒီအသိဉာဏ်နဲ့လမ်းပြောင်းလိုက်ပြီးတော့စိတ်ဓာတ်တွေခိုင်မာကြံ့ခိုင်မှုနဲ့လှုပ်တဲ့အခါမှာ မြတ်စွာဘုရားဆိုတဲ့ဗုဒ္ဓဆိုတဲ့တပ္ပညုတဉာဏ်တော်ကြီးကိုရပြီးတော့သစ္စာလေးပါးကိုသိတော်မူတဲ့ပထမဆုံးကိလေသာတည်းဟူသောအိပ်ပျော်ခြင်းကနေနိုးထလာတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်အဖြစ်ရောက်ရှိတာ။ဘာစွမ်းအားတွေနဲ့ဒီအဖြစ်ကိုရောက်ရှိတာလို့ဆိုရင်ခုနပြောရင်သန္တာရဲ့ဝီရိယရဲ့စိတ်ဓာတ်ရဲ့ဝိမာန်ဓာတ်ဒီစွမ်းအားတွေနဲ့ရောက်တာပဲ။တခြားနည်းကသွားတာမဟုတ်ဘူးနော်။အဲ့တော့ ဘုန်းကြီးတို့တို့ရဲ့တဏ္ဍာမှာလည်းပဲဆန္ဒဆိုတာရှိတယ်ဝိရိယဆိုတာအခြေခံနေနဲ့ရှိတာကိုပြောနော်အခြေခံနေနဲ့ရှိတာကိုလေ့ကျင့်ပြီးတော့မယူဘူးဆိုလို့ရှိရင်အပြော့ရင်ပြော့နေမှာပဲအပြော့မှပြော့နေမှာဘလောက်ကာယတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လေ့ကျင့်ကမယူလို့ရှိရင်စွန့်ဆောင်နိုင်မှာမဟုတ်ဘူးလေ့ကျင့်ကယူရအဲ့ဒါကြောင့်မလို့ကုသဏ္ဍာမှာရှိတဲ့ဆန္ဒတို့ဝိရိယတို့ဝိမန္တတို့စိတ်ဓာတ်တို့ဆိုတဲ့ ဒီစွမ်းအားတွေကိုလက်ကျင်ကယူပြီးတော့အထွတ်ထိပ်ရအောင်မြင့်တင်ထားနိုင်မယ်ဆိုရင်အမတန်မှစွမ်းအားထက်ပါတယ်တဲ့ဘလောက်ထိစွမ်းအားထက်တော်ဆိုရင်မြတ်စွာဘုရားကပြိနိဗ္ဗာန်စံဃာတိမှာရှင်အနန္ဒာကိုမိန့်ကြားခဲ့တဲ့စကားတစ်ခုမှတ်သားစေရအောင်ရှင်အနန္ဒာကိုဘာမိန့်ရှိတော်ဆိုရင်အနန္ဒာတဲ့ အဋ္ဌိပတ်၄ပါးလို့ခေါ်တဲ့သန္တာဝီရိယဝိမာန်တို့ကိုစနစ်တကျတိုးတက်အောင်လေ့ကျင့်ထားတဲ့ပွားများအထောက်ထားတဲ့ပုဂ္ဂိုလ်ဟာတက်တန်းစီအောင်နေနိုင်တယ်သို့မဟုတ်တက်တန်းကြုံအောင်နေနိုင်တယ်။ဟောတေခြင်းတရားတော်တားဆီးထားနိုင်တယ်လို့ပြောတာနော်။အတိုင်းတာတစ်ခုရလုံးဝမသိအောင်ပြောတာတော့မဟုတ်ဘူးလုံးဝမသိအောင်ဆိုတာတော့မဖြစ်နိုင်ဘူး။တေခြင်းတရားကိုအတိုင်းတာတစ်ခုရတားဆီးထားနိုင်တယ်။ မြတ်စွာဘုရားကိုယ်တိုင်နဲ့အားလုံးကြည့်နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတဲ့မဟာပရိနိဗ္ဗာန်သုံးပါလာတဲ့ပရိနိဗ္ဗာန်မဆန်ခင်ဆယ်လပရိနိဗ္ဗာန်ဆန်ဖို့ဆယ်လအလိုဝါဆိုလာပြီးကျော်တည့်ရက်လာမဲ့ကဆုံလာမှာပရိနိဗ္ဗာန်ဆန်မယ်ဆိုရင်ဝါဆိုလာပြီးကျော်တည့်ရက်မြတ်စွာဘုရားအမတန်ပြင်းထန်တဲ့ယောဂဝေဒနာတစ်ခုဖြစ်ပါ အဲ့ဒီယောဂဝေဒနာကဘယ်တော့ပြင်းထန်တယ်လဲဆိုရင်မရဏန္တိကမရဏန္တိကဆိုတေခြင်းနာကတ်သွားသို့မဟုတ်ပေမပြောင်းမဲ့ယောဂမျိုးပေါ့ခေစကားနဲ့ပြောရင်တော့အင်ကေဝါတွေပေါ့ကုလို့မရဘူးဆိုရယောဂမျိုးနော်ဆရာဝန်တွေလက်လက်တဲ့ယောဂမျိုးလို့ဆိုကုလို့မရတော့ဘူးလို့ပြောရတဲ့ယောဂမျိုးအင်ကေဝါတွေပေါ့အဲ့ဒီယောဂမျိုးဖြစ်တာ မြတ်စွာဘုရားကဆယ်လအတွင်းအဲ့ဒီယောဂမပေါအောင်ထိမ့်လိုက်တယ်ဘာနဲ့ထိမ့်လို့ဆိုရင်ဟောဒီသန္တဝိရိယဝိမာန်တစိတ်တဆိုတဲ့အဋ္ဌိပတ်၄ပါးအင်းအားတွေစုစည်းပြီးတော့အာယုသင်္ခါရဖလသမဘဝင်စားပြီးတော့မြတ်စွာဘုရားထိမ့်လိုက်တယ်ထိမ့်လိုက်တာဆယ်လကြည့်ဒီအဲ့ဒီယောဂပြတ်မပေါ် ခုခေတ်ကတော့အဲ့လိုစိတ်ဆွမ်းအားမရှိတဲ့အခါမလုပ်တော့ဆိုရင်တေကဏီလို့ဆိုရင်ဆိုလူကုတ်တဲ့ထုံးပေးတာစိတ်ဆွမ်းအားရှိနေတဲ့အတွက်ကြောင့်စိတ်ဆွမ်းအားကိုအသုံးပြုပြီးတော့ဆေလတ္တိကြီးယောဂမပေါ်အောင်ထိန်းထားမယ်။တာမန်ဖလတ်သမဘာမျိုးဆိုရင်မထိန်းနိုင်ဘူးတဲ့အဲ့ဒီနေရာမှာအာယိသင်္ခါရဖလတ်သမဘာဆိုသနဝိရိယဝိမန္တစိတ်ဓာတ်ဆိုတာဓာရီဆွမ်းအားတွေမြင့်ပြီးတော့ဝိပဿနာကိုအသေးစိတ်တိုးမြင့်ပြီးတော့ ဝိပဿနာချင်းစဉ်ကိုဝိပဿနာချင်းစဉ်နဲ့စွမ်းအားပြည့်တဲ့ဝိပဿနာနဲ့ရောက်ရှိသွားတဲ့ဖလသမာပတ်ကိုဆိုလို့အဲ့ဒီဖလသမာပတ်နဲ့ထိမ့်လိုက်တာဆယ်လအတွင်ဒီယောဂါတွေလောကပေါ်မလာတော့ကျမ်းမာသွားပြီဘယ်ကတိကျမ်းမာဟောစိတ်စွမ်းအားနဲ့ဖြစ်တာဘာကြောင့်မြတ်စွာဘုရားကဆယ်လတိတိယောဂါတွေမပေါ်အောင်ထိမ့်တယ်လို့ဆိုရင်သူ့အတွက်မဟုတ်ဘူး ဖျားပွင့်လာတာသူ့အတွက်မဟုတ်ဘူးတတဝါတွေအတွက်ဘယ်သူအတွက်လဲလို့ဆိုလို့ရှိရင်နောင်ဆယ်လပြည့်ကဆုံလပြည့်နေ့မှာမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံမဲ့သူပတ္တဆိုတဲ့ပြပိုက်ကြီးရှိတယ်။အဲ့ဒီပြပိုက်ကြီးကမြတ်စွာဘုရားကသာဆယ်လစောပြီးပြိဋိနိဗ္ဗာန်ဆံသွားမယ်ဆိုရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားတယ် ဖရာတရားတော်ကိုမနာလိုက်ရဘူးဆိုလို့ရှိရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီဒီဘဝမရရင်နောက်ဘဝလည်းတော်တော်လေးဝေးသွားပြီပေါ့ခွင့်ကောင်းဆိုတာတစ်ခါတစ်ခါမှကြုံတာလွဲသွားရင်နောက်ထပ်ပြန်မလာဘူးရှိလေမြတ်စွာဘုရားကတမထခြင်းစဉ်တွေကိုနီးယူပြီးတော့ကျင့်သုံးခဲ့တဲ့သူ့ရဲ့လောကီဘက်ကဆရာတွေလို့ပြောရမှာပေါ့ သမထချင်းစဉ်ကိုနီလံပေးပြလောက်လာတဲ့အာလာရကာလမဆိုတဲ့ယသိကြီးဥဒကရာမဗုဒ္ဓဆိုတဲ့ယသိကြီးတွေသမထချင်းစဉ်တော့သူတို့ထွတ်ထွတ်ရအောင်ပေါက်ရောက်ခဲ့ကြဥဒကရာမဗုဒ္ဓဆိုတာထွတ်ထွတ်ရအောင်ဆိုတော့ဘုရားကသစ္စာလေးပါဝိပဿနာချင်းစဉ်ကြီးကိုတွေးရှိပြီးတော့သစ္စာလေးပါကိုသိတယ်ဘုရားဖြစ်ပြီးတဲ့နောက်မှာတရားဟောဖို့ကြည့်လိုက်တော့တဦးကတပတ်စောပြီးတော့ကွယ်လွန်သွားတယ် နောက်တဦးကတညတာစောပြီးတော့ကွဲလွန်သွားသွားရောသူတို့နောက်ရိမတရဖရားလည်းသူတို့တွေ့မှာမဟုတ်တော့ဘာဖြစ်လို့အရူပဘုံရောက်နေချာအရူပဘုံဆိုတာလမ်းကြီးပဲရှိတယ်ဖရားတရားဟောတဲ့အတန်နားမရှိတော့ကြားရမှာမဟုတ်မကြားရရင်သွားရောလမ်းကြီးပဲအဲ့ဒီလိုနေကဘာပေါင်းမြောက်များစွာအသက်ရှိအဲ့ဒီကပြန်သေးအောင်မယ် သေးလာတဲ့အခါမှာလူပြေရောက်တာပြေရောက်မကောင်းတဲ့ပုံရောက်ခြင်းလည်းရောက်သွားအောင်မယ်ဆုံးရှုံးနေတာမှုတွေဒီလိုရှိတယ်ပေါ့ထို့တူပဲသုဘဒကြီးကလွဲသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒါဖြင့်မလွဲအောင်ကြိုတင်သွားပြီးတော့တရားဟောပါလားဆိုရင်အဲ့ဒီချိန်မှာစိတ်ဝင်စားသေးတယ်ဆယ်လဆောပြီးသွားတရားဟောရင်လည်းစိတ်ဝင်စားမှာမဟုတ်ဘူးနော်လူဆိုတာစိတ်ဝင်စားမှလောက်တာလေ ခုကြည့်ပါလားဒီလမ်းမှာတောင်းတရားပွဲအခုမှပထမအချိန်ဆိုတော့စိတ်ဝင်စားလို့လုပ်တာအဲ့တော့ဥပဒ္ဒပြပတ်ကြီးကစိတ်ဝင်စားတာမဟုတ်သေးဘူးနောက်ဆုံးမြတ်စွာဘုရားကုသနာယုံရောက်လို့ပြိဋိဘံဆံတော်မဲ့ညသကောင်အချိန်လောက်ရောက်မှသူဖျားစီရောက်လာတာရောက်လာတာတော့မှသူကယင်ထဲကတန်တရာစကားကိုမေးချင်လို့ရောက်လာဗာမေးတော့ဆိုတော့ ခိုင်းเสียရဘာသာရေးခေါင်းဆောင်တွေသူဘက်ကသူတို့ကိုသူတို့ဖျားလို့ဝန်ခံနေကြတယ်သူတို့ဝန်ခံတဲ့အတိုင်းဟုတ်တယ်လားမဟုတ်ဘူးလားဆိုတာလာမေးတယ်သူကမြတ်စွာဘုရားကအဲ့ဒါတွေမေးမနေနဲ့သူ့မှာအချိန်မရှိဘူးပေါ့အဲ့ဒါတွေမမေးနဲ့ဘုရားကရှင်းရှင်းလေးပြောတယ်မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားမဂ္ဂင်၈ပါးဆိုတာအပြင်မှာရှိတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိတာမဂ္ဂင်၈ပါးဆိုတာအကျင့်အပြင်မှတ်ခြင်း နော်အမှန်မြင်တာရဲ့အမှန်တွေးတာရဲ့အမှန်ပြောတာရဲ့အမှန်လုပ်တာရဲ့မှန်ကန်တဲ့အသက်မွေးမှုနဲ့ယက်တည်တာရဲ့မှန်ကန်စွာကြိုးစားတာရဲ့မှန်ကန်တဲ့တတိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုအဲ့ဒီစိတ်စွမ်းအားတွေကိုပြောတာနော်အဲ့ဒီစိတ်စွမ်းအားတွေကိုမထူထောင်ပဲအဲ့ဒီလမ်းကမလျှောက်ဖဲနဲ့ပဲပုဂ္ဂိုလ်မှသောတာပန်တက္ကရာကအနာဂါယန္တဆောင်ဖြစ်နိုင်မှုလို့ မဂ္ဂင်၈ပါးအကျင့်တရားမရှိရင်စစ်မှန်တဲ့သာသနာကိုမဟုတ်ဘူးလို့ဒီလိုပြောတယ်။တန်တရာဝတ်ကဘယ်သူမှမလွတ်နိုင်ဘူး။ဒီလမ်းကြောင်းကတစ်ချောင်းနဲ့ပဲရှိတယ်လို့မြတ်စွာဘုရားဟောပြီးအဲ့ဒီမှာသူလက်ခံပြီးဘုရားဘာသာအဖြစ်ကူပြောင်းလို့ထုံညမှာပဲယဟန်ဝတ်တရားကျင့်။ဘုရားပြိနိဗ္ဗာန်မဆိုင်ခင်လေးမှာယဟန်ဖြစ်သွားတယ်နော်။နောက်ဆုံးတစ်ပည့်လို့ခေါ်တယ်။သူ့အတွက်မြတ်စွာဘုရားဟာဆယ်လာတိတိယောဂမဖြစ်အောင်ထိန်းလိုက်တယ်။ အဲ့ဒါဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသံတဝီရိယဝိမန္တစိတ်တဆိုတဲ့ဒီစွမ်းအားတွေနဲ့ထိန်းတာလို့ပြော။ဒါကြောင့်မလို့လူတွေရဲ့စိတ်စွမ်းအားဟာလူတွေထဲမှာပဲရှိ။ဘာဖြစ်လို့ဒီစိတ်စွမ်းအားတွေကစိတ်တတိတွေမဖြစ်သလဲလို့ဆိုလို့ရှိရင်မလုံလို့မလေးကျင့်လို့မဖြစ်တာ။တကယ်လေးကျင့်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထီအောင်ဖြစ်လာနိုင်ပါလေ။ လူတွေမှာဘာဖြစ်လဲဆိုရင်ဆန္ဒကမရှိကြဘူးလူတွေဆန္ဒရှိတာဘယ်ဘက်ကဆန္ဒရှိလောဘနဲ့တွဲတဲ့ဆန္ဒရှိတယ်ဒေါသနဲ့တွဲတဲ့ဆန္ဒရှိတယ်လူတွေမှာရှိတဲ့အများစုမှာရှိတဲ့ဆန္ဒကအဲ့ဒါပါပစ္စည်းလိုချင်တယ်နော်ချမ်းချမ်းသာချင်တယ်ကြီးပွားချင်တယ်ဆန္ဒကအဲ့ဒီပဲမှာရှိအဲ့ဒီပဲရှိတဲ့ဆန္ဒကဒါလောကီပဲထိုက်တဲ့လောက်ကြီးပွားမှုတော့ရှိတယ် တရားဘက်ကိုဆန္ဒမရှိသေးသမျှတရားကိုသိတဲ့အသိဉာဏ်မရနိုင်သေးဘူးဆန္ဒရှိဖို့လိုတယ်နောက်တစ်ခုဝီရိယဝီရိယကလည်းလုံလောက်တဲ့ဝီရိယရှိဖို့လိုတယ်လုံလောက်တဲ့ဝီရိယမရှိသေးရင်မရသေးဘူးစိတ်ဓာတ်ကြံ့ခိုင်မှုကလည်းအမတန်မှအရေးကြီးတယ်ဘုရားအလောင်းလို့6နှစ်ပါလို့ဒုက္ခရစရိယကျင့်တာလမ်းဆုံးတည်အောင်လိုက်တယ်စိတ်ဓာတ်ဘလောက်ကြံ့ခိုင်တယ်လဲ ခန္ဓာကိုယ်ဟာဘလောက်ကျန်းမာရေးထိခိုက်သွားတယ်လဲဆိုရင်ဘုရားလောင်းတော်ကြီးကကျင့်နေတဲ့အချိန်မှာတော့သူ့လက်ကိုလက်တစ်ဖက်နဲ့ပွတ်လိုက်လို့ရှိရင်လက်မှာရှိတဲ့အမွေးတွေကချွတ်ကြသွားအဲ့လောက်ထိအောင်ကျန်းမာရေးဘိုက်ကင်လို့ရှိရင်ကြောရုံကုန်ထိနေတယ်တဲ့ကြောရုံကုန်နဲ့ဘိုက်နဲ့ကချက်နေတယ်လို့ဒီလိုပြောတာနော်မျက်လုံးနှလုံးကဘလောက်ထိအောင်ရှိသွားတော့ဆိုဟို ရေတွင်းကြည့်ရတယ်လို့ပဲမျက်လုံးအိမ်ကြီးထဲမှာမျက်လုံးကနေခြိုက်ဝင်နေတယ်လို့ပြောပါကစ္စတန်ခန္ဓာရပဘုပညာနဲ့ထုထားတဲ့6နှစ်ပတ်လုံးဒုက္ခရစရိယချင်းနဲ့ရုပ်ပုံကြီးမြင်ဘူးကြပါလိမ့်မယ်နော်စကယ်တန်အယိုးပြိုင်ပြိုင်ထပြီးတော့နေတဲ့ပုံကြီးလေအဲ့ဒီအနေထားရှိအောင်ကြိုးပမ်းနိုင်တဲ့ဝီရိယအနေနဲ့ဝီရိယမဟုတ်ဘူး ဒါကြောင့်မို့မြတ်စွာဘုရားကတရားထုတ်တဲ့အခါမှာအယိုးကြည်ကြည်အရေးခန်းခန်းမှန်ကန်တဲ့လမ်းဆိုလို့ရှိရင်ရှောက်တန်းရမယ်လို့ကျိုးပန်းအထုတ်မှုကရှိရမယ်လို့ဒီလိုဟောတာသူကိုယ်တိုင်လည်းကျိုးပန်းအထုတ်ခဲ့တာအဲ့ဒီကျိုးပန်းအထုတ်မှုစွမ်းအားတွေမမိသေးဘူးဆိုလို့ရှိရင်တရားတို့တရားများမရနိုင်ဘူးလူတွေဟာသူ့အတိုင်းတာနဲ့သူရတာဆန္ဒလည်းဆန္ဒရှိသလောက်ပဲကျိုးပန်းမှုလည်းကျိုးပန်းမှုရှိသလောက်ပဲရမှာပဲ။ စိတ်ထကြံ့ခိုင်မှုကြတော့ဘုရားအလောင်းတော်ကြီးအကြည့်ဒီလောက်ကျမ်းမာရေးထိခိုက်သွားပြီပဲလို့စိတ်ထနောက်ဆုံးမယ်ဆိုတော့ခုမှမရှိဘူးအခုမှဒီလိုစိတ်ထကြံ့ခိုင်တာမဟုတ်ဘူးစိတ်ထကြံ့ခိုင်လာအောင်လက်လေ့ကျင့်လာတဲ့ဘဝတွေကများလာဘူးကြည့်လေသူ့ရဲ့စိတ်ထကြံ့ခိုင်မှုဟာအလုံးကြားဥကြလိမ့်မယ်မဟာစနကရဲ့ဇတ်တော်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် သင်္ဘောပြက်လို့ပင်လယ်ထဲမှာသင်္ဘောပြက်လို့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာမျောလင်းချက်မရှိဘဲနဲ့ခုခတ်နေတာတာမန်ပုဂ္ဂိုလ်တွေကတွေးမယ်ဆိုရင်ဘယ်လိုတွေးမလို့ဆိုအိုးမျောလင်းချက်မရှိတဲ့အလုပ်မလုပ်ပါနဲ့ဆိုလက်လျှော့ကြနော်အေးစိစိအသေးပဲခံမယ်ဆိုရင်လူကများမယ်အေးသူနဲ့လောင်းကလိုက်လာတဲ့လူတွေကအေးစိစိအသေးခံတဲ့လူတွေကြီးပဲအကုန်သူတယောက်ပဲကုတယ် အသက်နဲ့ကိုမြဲနေတယ်များတော့လုံးဝဝီရိယထုတ်မယ်။နတ်သမီးကလာမေးတယ်။ဒါတော့ကမ်းမမြင်တဲ့နေရာမှာခူးနေလို့ရောမင်းဘာအကျိုးရှိမှာလဲ။သူပြောတယ်အကျိုးရှိတယ်မရှိဘူးငါလာမပြောနဲ့။လှုပ်တင်တာကငါလှုပ်နေတယ်။ကျိုးစားအထုတ်မှုကငါတန်အောင်မယ်။ရောက်တာမရောက်တာငါတန်အောင်မဟုတ်ဘူး။အကျိုးမရှိဘူးလို့မပြောနဲ့တဲ့။လက်လျှော့တဲ့လူတွေတည်သွားပြီအခုငါမင်းနတ်သမီးတောင်မြင်နေရပြီဆိုတော့အကျိုးရှိတယ်ပေါ့။ မမြင်ဘူးတာမြင်နေရဘူးပေါ့ဖျားလောင်းကြီးတွေစိတ်သက်တို့ကျွမ်းအထုံမှုတို့อ่ะအဲ့ဒါမျိုးစိတ်သက်ကြန့်ခိုင်တာကိုပြောတာเนาะလူတွေအများစုကစိတ်သက်မကြန့်ခိုင်လို့တည်သွားကြတာတွေများတယ်ဘဝပို့ပြီးတော့ဆုံးရှုံးနေတာသွားတာစိတ်သက်မကြန့်ခိုင်လို့ပဲစိတ်သက်ကြန့်ခိုင်လို့ရှင်လူဘဝဒီလိုမဖြစ်နိုင်အေးဒါကြောင့်မို့လို့သံတားကလည်းရှိရမယ်ဝီရိယကလည်းရှိရမယ်စိတ်သက်လည်းကြန့်ခိုင်ရမယ် ကြံ့ခိုင်တဲ့အခါမှာအတိညာကလည်းရှိဖို့လိုသေးတယ်တဲ့။အဲ့ဒီလေးချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင်လောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်တရားချင်းနဲ့အရာမှာပဲဖြစ်ဖြစ်ဘာလုပ်ငန်းမဲ့လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အောင်မြင်မှုဆိုတာဖြစ်နိုင်ပါတယ်။စာလေးတစ်ခုဆေးရဆိုကြတယ်။သာဝရဖျား နတ်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ God makes the impossible possible ဘုရားသခင်ဟာမဖြစ်နိုင်တာကိုဖြစ်နိုင်ဖြစ်အောင်လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်နဲ့ God makes the impossible possible အဲ့ဒါကိုခေါင်းကြီးတွေကပြောင်းထားလိုက်မယ်ဆိုရင်ဘုရားရဲ့တရားတော်နဲ့ God ဆိုတာကိုယ့်ရဲ့အပြင်ဘက်ကဟုတ်ကဲ့လားကိုယ်ထဲမှာရှိရလားမရှိဘူးနော်ကိုရောဘယ်နှခါမြင်မှုတော့ သူကမြင်ဘူးဒီပိဋကတ်ထဲမှာကောင်းမြင်မှုလည်းလူကြောက်မှရှိမယ်မထင်ဘူးအပြောပဲဘယ်နေမှလည်းမသိဘူးနော် God makes the impossible possible အဲ့တော့မမြင်ဘူးတာတွေအသာထားလိုက်ရှိတယ်မရှိတာတွေအသာထားရှိနေတာဘာတော့ကိုယ့်ရဲ့ဆန္ဒမရှိဘူးလားဝီရိယလည်းရှိတယ်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေလည်းရှိတယ်အသိပညာလည်းရှိတယ်ဟုတ်ကဲ့လားကိုယ်တဏ္ဍာမှာရှိတယ်ဘယ်သူမှမေးစရာမလိုဘူးဒါရှိတယ်အေးချာအဲ့တော့ God makes the impossible possible လို့ဆိုမဲ့အစားသံဃာ makes the impossible possible သံဃာမဖြစ်တာကိုမဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ်တယ်ဖြစ်နိုင်စေတယ်ဝီရိယ effort makes the impossible possible ဒီလိုပဲပြောရအောင် mind makes the impossible possible လူရဲ့စိတ်စွမ်းအားနဲ့အမြဲတမ်းထွက်မြက်တယ် determine mind makes the impossible possible မဖြစ်နိုင်တာတွေဖြစ်အောင်လုပ်နိုင်တယ်စိတ်ဆွမ်းအားကအသိဉာဏ်ကလည်းထို့တူပဲ knowledge သို့မဟုတ် wisdom makes the impossible possible ဟောဒီစကားပို့ပြီးတော့မှန်တယ် God makes the impossible possible ဆိုတာ God ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအတွက်သာမှန်ကောင်းမှန်မယ်လူတိုင်းအတွက်မမှန်ဘူးเนาะတကယ်ရောသူတို့အတွက်ရောတကယ်ဖြစ်သလားဆိုတော့ဘယ်သူမှအကမကမရှိဘူးဟောတာကအမကရှိတယ်ဘာလို့တော့ဆိုရင်ကိုယ်တဏ္ဍာမှာတကယ်ရှိနေတာ God makes the impossible possible ဘောရှိလားဆိုတာကပိုအရေးကြီးနေတယ်ဟုတ်ကဲ့ရှိရင်တော့ဖြစ်ကောင်းဖြစ်မယ်မရှိဘူးဆိုရင်တွားပြီဟောသာနာဆိုတာမရှိဘူးလားရှိတယ်ဝီရိယဆိုတာရောရှိတယ်စိတ်ဆိုတာရောပညာဆိုတာရောရှိတယ်ဆိုတော့ဟောတာကပိုမသိကြဘူးလား